ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မှာမွတ်စလင်လက်နက်ကင်အုပ်စုအာဆာနဲ့အာရခတ်တတော် AA တို့ကြားတိုက်ပွဲတွေမကြာခဏရှိနေပြီးတော့အဲ့ဒီတိုက်ပွဲတွေမှာဘင်္ဂလားဒေ့ရှ်နယ်ရှားဆောင်တပ် BGB အရာရှိတချို့ကကူညီထောက်ပံ့နေတယ်လို့ AA နဲ့နေဆက်တဲ့အင်းအင်းမြတ်တွေကပြောဆိုကြပါတယ်အဲ့လိုဘင်္ဂလားဒေ့ရှ်ဟာမွတ်စလင်လက်နက်ကင်တွေကိုစစ်ရေးအကူအညီထောက်ပံ့ပြီးတော့အာရခတ်တတော်ဘောတိုက်ခိုက်နေတာဟာမြန်မာနိုင်ငံရဲ့အရှုပ်ချအာဏာကိုဝင်ရောက်ဆွတ်ဖက်တာဖြစ်ပြီးရခိုင်ပြည်အရေးနဲ့နယ်စပ်ဒေသပဋိပက္ခကိုပုံမို့ရှုပ်ထွေးစေနိုင်တယ်လို့ ြောဆိုကြပါတယ်နိုင်ငံရဲ့ hidden agenda ဆိုတာရှိတယ်ဒီ arakha တက်တော်ကလက်ရှိအချိန်မှာကြာရင်ဒီမှာဒီအကြမ်းဖက်စစ်ကုပ်စီတနေ့တကယ်လုံမထုံနေရတဲ့အချိန်တကယ်တိုက်ခိုက်နေရတဲ့အချိန်ဟာဒီတကယ်သွေးထက်တန်ရောအလုံးလုံးနေရတဲ့အချိန်ပင်ပန်းဆုံးအချိန်လို့သူတို့တွက်ဆတဲ့အတွက်ဘင်္ဂလားဒေ့ရှ်နဲ့စစ်တပ်ကနေပြီးတော့ဒီအဲ့ဒီဖက်မှာရှိတဲ့ဒီ RSO တို့ ASA တို့ဘောဆိုရင်ပေါ်တင်သူတို့ဟိုထောက်ပံ့လာတာဖြစ်တဲ့သူတို့ ောင်းလဲဆိုရင်ဒီအချင်းတွေဟာအရခတက်တော့ကိုသူတို့တိတ်လို့နိုင်လိုက်ပြီဆိုလို့ရှိရင်ဒီပူးစီတော်မောင်တော့ကိုသူတို့ရမယ်ဆိုပြီးတော့တွဲဆန့်ချက်ပါတဲ့ဟာကိုပေါ်တင်ဝင်ရောက်ဆွဲဖက်တာလို့မြင်တယ်အဲသူတို့ရဲ့ဒီ Highland Agenda ကနေပြီးတော့ဒီ Public Agenda ဖြစ်လာတာပေါ့ပေါ်တင်ဝင်ရောက်ဆွဲဖက်လာတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်